အဖိုးကြီးကထွက်သွားပြီးမကြခင်မှာပဲအလင်းနဲ့တစ်ခုကဝေးရနေပြန်လာပြီးဝလင်းကစဉ်းစားလာပါတယ်သူကအဖိုးကြီးရှိနေတဲ့နေရာကိုကြည့်ပြီးစဉ်းစားနေပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ဝလင်းကအနေနဲ့စဉ်းစားပြီးနောက်အဝေးကိုပြတ်သန်းသွားပါတယ်သူ့ရဲ့နဖမ်းကိုဖျက်ချက်ထားပြီးအလွန်သတိထားပြီးတော့လှူရှားနေပါတယ်လေဟာနဲ့စမိုးများသူ့ကိုခေါင်းကိုက်စေပါတယ်။ဘာလို့လဲဆိုတော့ထိုးရများရှိနေတဲ့အတွက်သူကဖြည်းဖြည်းချင်းပဲလှူရှားလို့ရပါတယ်။ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာဝလင်းကလေဟာနဲ့စမိုးနှစ်ကြောင်ပျက်စီးသွားတဲ့နေရာပေါင်းများစွာကိုဖျက်ဆီးခဲ့ရပါတယ်။ အဝေးမှဒါအငွေတက်တရားကောင်းကင်ကိုထိုးဖောက်နေတဲ့ဂျိုင်ဝမ်တစ်ခုကိုလည်းသူမြင်လိုက်ရပါတယ်။သူ့ရဲ့နှဖန်အုံနဲ့ဆေးလိုက်တော့ထိုနေရာမှာဂျိုင်ဝမ်ပေါ်တောင်းကြော်ဟာရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။သူတို့ကကြီးမားလုံးနဲ့ပောင်းကျင်တစ်ခုလုံးကိုဖုံးလန်းတာအကြောင်းဘယ်နေရာမှာဆုံးတက်မှန်းတော့မမြင်နိုင်ပါဘူး။ဂျိုင်ဝမ်တစ်ခုစီမှာလည်းတရှိတချောင်းစီကိုစိုက်ထားပါတယ်။ဒါတော့ကမေကြီးအောင်မှာရှိနေပေမဲ့ဝမ်လင်းကဒါရဲ့အစွမ်းထက်တဲ့တက်ဖက်ကျင်စာနာကိုရှင်းရှင်းလင်းလင်းခန်းစားရပါတယ်။တထုအပိုင်းစားဝင်းညင်နေဝယ်လင်းကလည်းစဉ်းစားနေပါလေ ူကဟင်းသားပရာတင်ញိုင်လေးကိုရောက်နေတာအတော်ကြာနေဖြစ်ပြီးအရာအလုံးကစစ်ထုနယ်ပြပြခဲ့တာနဲ့အတော်လေးကိုကြပြနေပါတယ်။ဝယ်လင်းကလည်းမိုင်မဲလူမဟုတ်ပါဘူး။ထိုးထိုးဖျားတဲ့အကြောင်းရင်းအတွက်သူ့မှာကိုပိုင်ယူဆချက်ရှိပြီးသားဖြစ်ပါတယ်။ဒီဟင်းသားပရာတင်ញိုင်ကတကယ်တော့ချင်းချက်ချင်းဂျိုကဘာတလင်းကြောက်ဖြစ်မဲ့ထင်တယ်။ငါဟင်းသားပရာတင်ញိုင်နေမှာရှိနေပြီ။ချင်းချက်ချင်းဂျိုကဘာတလင်းကြောက်ထဲမှာရှိနေရပေါ့။ဒါကြောင့်ဒီထူးဆန်းတဲ့တက်ရှိတဲ့အားလုံးကဒီတင်ញိုင်နေမှာဝင်ဖောက်လာတာ။ဒါကြောင့်ချင်းချက်ချင်းဂျိုကဘာတလင်းကြောက်ကပြုတ်ကွဲလာတဲ့အခါဒီထူးဆန်းတဲ့လေဟာနဲ့စုံဝန်းနေရာပေါ်လာတာ။ ဒီလီဟာနဲ့စုံအိုးနေရာကြီးညက်ချင်းဂျိုကိုဘာတလင်းကျောက်ရဲ့ပြုတ်ကွဲမှုပဲဝန်လင်းရဲ့မျက်နှာကလည်းသူ့ရှေ့ရခြံဝန်းကိုကြည့်နေတော့မှိုင်းညှို့နေပါတယ်ဒူဝရင်ထိုရာသူ့ရဲ့ကိုပိုင်ယူဆချက်တစ်ခုသာရှိပါသေးတယ်သူကအတီးပြို့ဖို့အတွက်ထိုနေရာရဲ့အလဲဖို့သွားပါလိမ့်မယ်တောင်ကထိုနေရာမှာရှိရင်တော့သူကမှားတာပါမရှိရင်တော့သူကမှန်တာပါဝန်လင်းကနိုင်ငံစစ်စားပြီးတော့သူ့ရဲ့နှဖမ်းအယုံကိုဖျက်ချလိုက်ပါတယ်ပြီးတော့သူ့ရဲ့နှလုံးသားတုံးလို့သွားပါတယ် ထိုနေရာရဲ့အလဲဖိုးမှာဘသူမှအထဲမှာဘာရှိမှမမြင်နိုင်အောင်အပြာရင်းအောင်ရေခဲတလွာဖုံးလန်းထားတဲ့ဂျိုင်ဝမ်းကြီးတစ်ခုကရှိနေပါတယ်။ဒိုးရတဲ့ထိုနေရာရဲ့ဓာတ်ရဲ့တက်ဖက်ခြင်းစာနာအပြည့်ထန်ဆုံးပါ။ကောင်းကင်ကိုထိုးဖောင်းနေပြီးမာနကြီးတဲ့အချိန်ဝါတစ်ခုလည်းထိုးလွန်နေပါတယ်။ထိုးချိန်ဝါတမန်ဓာပြန့်နေမှာရှိလို့မရတဲ့အရာပါ။ဝလင်းကိုရိုင်းကောင်းမွန်ပုံနေပြီမှာထိုးရံနဲ့အလားတူအမွှေးတာတစ်ခုကိုမြင်မှုပါတယ်ဒီနေရာမှာဘလုတ်ပြီးတော့အလို့ရာရှိနိုင်ပါလိမ့်ဝလင်းကသူရှိရဂျိုင်ဝမ်ကိုကြည့်လိုက်ပါတယ်ဂျိုင်ဝမ်နေရာကျဲပဲလုံနဲ့ပတ်ဝန်းကျင်ကိုဖုံးလန့်နေရာကြောင့်လှဲ့ပတ်သွားလာဖို့အချိန်အများကြီးကုန်ပါတယ် လမ်းတစ်လျှောက်မှာလည်းအခြားတက်ရှိတဲ့အများကြီးအားရှိနေဦးမှာပါဒါကြောင့်အန်ဒီပမာဏမှာဘာမှကွာခြားမှုတော့မရှိပါဘူးပြီးတော့အလေပိုဂျိုင်ဝမ်းတဲ့အရာကသူ့ကိုရင်းနှီးတဲ့ခံစားချက်တစ်ခုကိုပေးနေပါတယ်ထိုခံစားချက်ကဝိညာဉ်ပိုင်းစားတစ်ခုမဟုတ်ပဲယင်ပူရအဖြစ်ရင်းနှီးမှုတစ်ခုပါ အနေနဲ့စဉ်းစားပြီးနောက်ဝမ်လင်းကဂျိုင်ဝမ်ရှိရာပုံဝင်ကျင်တွေကိုဝင်သွားပါတယ်။ဒူဝါရင်ပေတရာလောက်ရှောက်ပြီးရနောက်ဂျိုင်ဝမ်တို့ခုကအိဆာတဲ့ဆန္ဒတစ်ခုကိုထုတ်ပြလိုက်ပါတယ်။ဂျိုင်ဝမ်ရဲ့ဓာတ်ကလေမြေကြီးထဲကနေထွက်လာပြီးဝမ်လင်းစီကိုပြန်တန်းလာပါတယ်။ထိုးရတော့အလွန်မှအများသုံးတဲ့ဓာတ်ချောင်းမှာအရှိသုံးပေအကျယ်နှလမ်းမလောက်ရှိပြီးငွေရောင်အဖြစ်ပါပဲ။ဓာတ်ရဲ့အဖျားကတော့ဝမ်လင်းကိုချိန်ရထားပြီးဓာတ်တုံဟီမီတန်တန်လိုင်းများကိုလည်းထုတ်လွှတ်နေပါတယ်။ထွက်သွား။ဓာတ်ကနေနဖျားယုံတစ်ခုကထွက်လာပါတယ်။ထိုနဖျားယုံကအလွန်ရက်ဆက်ပြီးမာနတင်နေပြင်းထန်နေပါတယ်။ တထုဒက်စင်နေရာနေဖဲစီထားတဲ့တရှိတရားဓာဝဉ္ဇဉ်နဲ့ဆင်တူတယ်။ဝယ်လင်းကဓာရဲရနှစ်ဖျားယုံကိုခန်းစားမိတဲ့အခါသူ့ရဲ့မျက်လုံးများတောက်ပလာပြီးတခုခုကိုစဉ်းစားမိသွားပါတယ်။အလဲဘူဂျိုင်ဝန်းကြီးကထွက်လာတဲ့ဓာရဲတစ်ဖက်ချင်းစာနာကောင်းကင်ဘုံဓာရဲရနေထွက်လာတဲ့ဓာရဲတစ်ဖက်ချင်းစာနာနဲ့အလုံးဆင်တူပါတယ်။သူ့ရဲ့တလုံးအဲကိုထိလိုက်တော့ကောင်းကင်ဘုံဓာကပေါ်လာပါတယ်။ကောင်းကင်ဘုံဓာကပေါ်လာတဲ့ချိန်မှာအစောပိုင်းရဓာကမီးရဲတောက်လောက်နေတဲ့မီးပေးမှာမီးရှိုးလေးတစ်ခုလိုဖြတ်တော့သွားပါတယ်။ဝယ်လင်းကတော့ရှူလီကော သူကအော်လိုက်ပါတယ်။ ကောင်းကင်ကနေအနေအောင်မှုများထွက်လာပြီးရှူလီကော်ရဲ့ပုံတံပြောင်းလာပါတယ်သူကဓာတ်အုပ်ကြည့်ပြီးစူးတန်းဆောင်နဲ့ရေလိုက်ပါတယ်ဟာဟာဟာမီးလေးမင်းဖို့ရှူလီကော်ကတဝက်တစ်ပြက်ဓာတ်ဝိညာဉ်ဖြစ်လာပြီမဲမင်းရတော့သူကစကားပြောပြတာတော့မဆောက်ပဲမာနာကြည့်တဲ့ဓာတ်တုံးလို့သွားပြီးဘာမှတွန်းဆုံးမနေပဲအမြဲပဲထွက်ပြေးသွားပါတယ်ထုံမင်ကွင်းကရှူလီကော်ကိုကြောင်ဝါဆောင်နဲ့ကြီးစေခိုင်းရင်ပဲသူကလည်းချက်ချင်းပဲမာနာကြည့်လာပါတယ်ပြေးတယ်မင်းဖို့ရှူလီကော်ကမင်းကိုပြေးခိုင်းလို့လားထို့တော့ပြောပြီးသူကလည်းကောင်းကင်မုတ်ဓာတ်ကိုထိန်းချုပ်ကလိုက်ဖမ်းပါတယ် ဓာဝဉ္ဉ်တစ်ခုကိုနှိမ့်နေဖို့အတွက်ဓာဝဉ္ဉ်တစ်ခုကိုလိုအပ်တာဓမ္မတာပဲဝယ်လင်းကခြေလန်းလေးကိုမြင့်ပြီးရှစ်ဆက်ချောက်သွားပါတယ်ရှူလီကောကတော့ဝယ်လင်းအတွက်လမ်းရှင်းပြနေပါတယ်သူတို့ဖြတ်သွားတဲ့ရတနာဓာအလုံးကထွက်လာပြီမဲ့ရှူလီကောကိုမြင်တော့ထွက်ပြေးသွားပါတယ်ထုံမြင်ကွင်းကအရန်အုံမှာထူးဆန်းပါတယ်ရတနာဓာအလုံးကရှူလီကောကိုကြောက်နေသလိုပါပဲဝယ်လင်းရဲ့မျိုးလုံးများကလည်းတောက်ပလာပြီးထိုရာအလုံးကိုတင်ငင်စွာနဲ့ကြည့်ရင်ရှေ့ကိုဆက်လျှောက်သွားပါတယ်ရှူလီကောကတော့စိတ်လုံရှားစွာနဲ့အော်ဟင်းနေပါတယ်ကောင်းကင်မုံဓာနဲ့ဟိုနာတီနာပြန်တန်းရင်စိတ်လုံရှားစွာနဲ့အော်ဟင်းနေပါတယ်ရတနာဓာတွေကတစ်ချောင်းပြီးတစ်ချောင်းဂျိုင်ဝမ်နဲ့ကနေ ထွက်လာပြီးအလဲချိုင်ဝမ်းမှာဆူဝေးလာပါတယ် ထိုနေရာကိုရောက်တော့ထမပြေးတော့ပင်ထိုနေရာမှာပြန်ဝဲနေပြီးအကောင်းနဲ့ဓာတ်ဆန္ဒနဲ့အိဆရဲလီရူကိုထုတ်လွှင့်နေပါတယ်။လမ်းတစ်လျှောက်မှာဝမ်လင်းကရှူလီကော်ဦးဆောင်တဲ့အလဲကိုအမြဲပဲပြန်တန်းသွားပါတယ်။ထိုနေရာမှာလီဟာနဲ့စမုံးများကလည်းအများကြီးမရှိပါဘူး။ဝမ်လင်းကလမ်းတစ်လျှောက်မှာသုံးခုပဲတွေ့ခဲ့ပါတယ်။ထိုနေရာအစောပိုင်းပြိုကျမှုထံအများကြီးမခံရတဲ့နေရာတွေထဲရတစ်ခုပါပဲ။ပို့ပြီးတော့နှဆိုင်လာတဲ့အများလီဟာနဲ့စမုံးများကလည်းပို့ပြီးတော့နေလာပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့အမြန်နှုံးအပြင်းနဲ့အလဲကိုအုတ်ကခဲ့ပြန်လို့တခုံတို့ပြန်တန်းသွားပါတယ်။နိုင်အင်းငယ်ကြတော့အလဲရခြိုင်ဝန်းကြီးကိုမြင်လဲရပါတယ်။ပြန်တန်းနေတဲ့ဓာရပုံများစွာကလည်း ဲ့အလဲချိုင်ဝမ်းပုံမှာပြောင်းဝင်နေပြီးသူတို့ရဲ့ဓာဆန္ဒများကိုထုတ်လုပ်နေပါတယ်ဝလင်းရတော့အကောင်းတဲ့ဓာဆန္ဒကိုထိုနေရာနေတော့ခန်းစားနေရပါတယ်ရှူလီကောကလည်းရက်တက်ပြီးရှေ့ကိုဆက်မသွားရတော့ပါဘူးသူကဝလင်းကိုကျဉ်တဲ့အပြုံးနဲ့ကြည့်ပြီးတခင်ကျွန်တော်ကလမ်းတစ်လျှောက်လုံးပြင်းနေပဲဓာဝဉ္ဇဉ်အားလုံးကိုဒီမှာစုပေးထားတာမြင်နေတော့ အခုကျွန်တော်လုံးဆရာတိတ်မကြံတော့တဲ့အတွက်ဒီဓာဝဉ္ဇဉ်အားလုံးကိုတခင်ရဖြည့်ဆည်းတဲ့အထိကျွန်တော်ကဓာတွေကိုပြန်ဝင်နေရောဘလို့လဲတခင်ရဖြည့်ဆည်းပြီးတာနဲ့ကျွန်တော်ကချက်ချင်းပဲပြန်ထွက်လာမယ်သူကပြောလိုက်ပါတယ်ထို့တော့ပြောပြီးတာနဲ့ရှူလီကောကကောင်းကင်ဘုံဓာစီကိုပြန်သွားပါတယ်တို့ရတဲ့သူ့ရဲ့ခန္ဓာကိုယ်တော်အပ်ဓာတွေကိုပြန်ဝင်တဲ့အခါဝင်လင်းကတော့ဓာတ်ကိုဆွဲယူပြီးရှူလီကောနဲ့အတူယတနာဓာတွေကိုအစုဝေးတဲ့ပြစ်ထိုက်လိုက်ပါတယ်ရှူလီကောကလည်းအော်ဟစ်ရင်ကောင်းကင်ဘုံဓာတွေကိုပြန်ဆုပ်ပြီးထွက်ပြေးဖို့အတွက်ကြိုးစားလိုက်ပါတယ်ဒီနေရာကနေမဖောက်ထွက်နိုင်ဘူးဆိုရင်မင်းကိုထားရတာဘာမှအသုံးမဝင်ဘူး ဝန်လင်းရဲ့အစ်စရဲတန်သူ့ရဲ့နားထဲမှာပဲ့တင်ထွက်သွားပါတယ်။သူကတော့ဝန်လင်းကိုစိတ်ထဲမှာချိန်ဆနေပါတယ်။ဒိုးရတဲ့သူကထွက်ပြေးဖို့အတွက်တော့မချူစားရတော့ပါဘူး။ရေဝုန်းနဲ့အင်ဆိုင်ရပါတော့မယ်။သူကကောင်းကင်ဘုံဓာတ်ကိုထိန်းချုပ်ပြီးယန္တနာဓာတ်ရဲ့ထူထပ်တဲ့အဆူဝေးစီကိုရီတုစွာနဲ့တဟုန်တိုးပြန်တန်းသွားရင်ကြောက်မောက်ဖွယ်ရအောင်အဟိလိုက်ပါတယ်။ သူရဲ့အော်တန်ကကောင်းကင်ဘုံဓာတ်ကနေထွက်လာပြီးကောင်းကင်ဘုံတော်တုံလုံးစီရဲ့ဓာတ်ဟိတံများဖြစ်လာပါတယ်ထိုဓာတ်ဟိတံတွေကမြန်မာတဲ့ကောင်းကင်ကိုထိုးပေါဝင်ရောက်ပြီးယတနာဓာတ်အလုံးကိုလမ်းဖွင့်ပေးစေပါတယ်ထိုအချိန်မှာပဲဂျိုင်ဝဲကိုဖုံးထားတဲ့နက်ပြောင်မြခိုးတွေကလှုပ်ရှားလာပြီးလာကျန်းဓာတ်တစ်ချောင်းကပေါ်ထွက်လာပါတယ်ဝင်လေးမှတော့စိတ်ပြတ်သွားတဲ့အမူအရာတစ်ခုကလည်းပေါ်လာပါတယ်ကောင်းကင်ဘုံဓာတ်နဲ့ဆင်တူတဲ့အမွှေးတောက်ကိုခန်းစားမိတဲ့အခါသူပထမအဆုံးတွေးမိတာချမ်းသာကြွယ်ဝခြင်းဓာတ်ပါမဖြစ်နိုင်ဘူးဆိုတာသိပေမဲ့ထိုခန်းစားချက်အရောမပြောက်ပါဘူး ကံမကောင်းစွာနဲ့ပဲသူရှိရရာတော့ချမ်းသာကြွယ်ဝခြင်းဒါမဟုတ်ပဲလာချမ်းသာတစ်ချောင်းပဲဖြစ်နေပါတယ်ရှေခိခရေကဒါနဲ့တရှိတရားဂုံတရင်ချင်းမတူညီမိဓာရီမှာတော့သူတို့ရဲ့မာနာရှိပြီးတရှိတီမှာလည်းသူတို့ရဲ့အယူမှုစိတ်ဆန္ဒရှိပါတယ်တမန်တထုအပိုင်းစားဆိုရင်တော့အစဉ်ပြေမဲ့ဝိညာဉ်ရလာနဲ့ငြင်းငြဲစွာရှင်တွဲနေထိုင်လို့များတော့ပါဘူး ဒါအမြောက်များစွာကိုကိုကွက်စင်နိုင်တဲ့တရှိတစ်ချောင်းနဲ့အတူတရှိဖို့ကပိုပြီးတော့အောင်ဖြစ်နိုင်ပါဘူးပြီးတော့ထိုတရှိရလည်းရိုရှင်တဲ့ຢာတော့မဟုတ်ပါဘူးဒူရရင်တရှိရဘလောက်ပဲအံ့ဖွဲ့ကောင်းနေပါစေဝင်းညင်ပိုင်းစားအမြောက်များနဲ့ဖဲစည်းထားအဖြစ်လို့ယူသွားဖို့မဖြစ်နိုင်ပါဘူးချင်းတဲ့ချင်းဂျိုကဘာတလင်းကြောင်းကနေထွက်သွားတဲ့အခါယူသွားနိုင်အောင်ဝင်းညင်ပိုင်းစားအမြောက်များကွဲသွားမှာဖြစ်ပြီးသူတို့ရဲ့ပိုင်ရှင်နေစီကိုပြန်သွားပါလိမ့်မယ်ဝင်းလင်းကတော့တဲတဲစိတ်နဲ့တပင်းကိုချလိုက်ပါတယ်သူကလက်ကုပ်မြောက်ပြီးကောင်းကင်မုံသားကိုပြန်ခေါ်ဖို့အတွက်ပြန်လိုက်ပါတယ် ပြီးတော့ထိုနေရာနေထွက်သွားဖို့အတွက်ပြင်လိုက်ပါတယ်ထိုအချိန်မှာပဲသူကထူးဆန်းတဲ့တရှိကိုစိုက်ကြည့်လိုက်ပါတယ်တခုခုကမှားနေတယ်တရှိရဲ့ဝိညာဉ်ဟာဝိညာဉ်အပိုင်းစားအမြောက်များနေမဟုတ်ပဲတခုထဲနဲ့ဖက်စည်းထားတာဝယ်လင်းကအတော့ပြပြရှူလိုက်ပါတယ်ထိုနေရာကိုရောက်ခရေကတက်ရှိတဲ့အများကြီးကိုတွေ့ခဲ့ပြီးအားလုံးကဝိညာဉ်အပိုင်းစားအမြောက်များနေဖက်စည်းထားတာဖြစ်ပါတယ်ထိုတရှိရဲ့ဝိညာဉ်လိုဝိညာဉ်အပိုင်းစားတခုထဲနဲ့ဖက်စည်းထားတာမျိုးတခုမှမရှိပါဘူးလာဂျန်ဒါကဂျိုင်ဝန်နေကနေထွက်လာတဲ့အခါ အနီးနားဓာတ်တွေအလုံးကသူတို့ရဲ့အရှင်သခင်ကိုဂါရဝပြုသူလို့ဓာမိသက်များထွက်ပေါ်လာပြီးနောက်ဆုတ်သွားပါတယ်။ကောင်းလေးပုံဓာတ်တွေကနေရှူလီကောကလည်းလာဂျန်ဒါကိုမြင်တော့စိုးရင်စာပြုလာပါတယ်။သူကအမြဲတမ်းကြောက်တဲ့သူမျိုးအခြားဓာတ်တွေကနောက်ဆုတ်သွားတာကိုမြင်ပြီးသူကလည်းလက်လျှော့ချင်ပေမဲ့ဝင်လင်းကိုတော့ကြောက်နေပါတယ်။သူ့ရဲ့တုံ့ပြန်မှုကကောင်းလေးပုံဓာတ်ကိုပါတုံ့ပြန်စေပါတယ်။လာဂျန်ဒါကထူးဆန်းတဲ့နီလန်နဲ့ကောင်းလေးပုံဓာတ်ရဲ့နောက်ရောက်ရှိလာပါတယ်။ထောက်ခနဲ့အတန်တစ်ချက်နဲ့အတူကောင်းလေးပုံဓာတ်ကနောက်ပြန်ပြီးတော့တွထုတ်ခံရပေမဲ့ဗာဒန်ရံမတော့မရှိပါဘူး။ ရှူလီကလည်းအော်ဟစ်ပြီးတိုးဆုံးနေခြင်းမရှိဘဲဝလင်းစီကိုပြန်သွားပါတယ်ဝလင်းကတော့မျက်မှောက်ကျော်လိုက်ပါတယ်ရှူလီကကြောက်တတ်တယ်ဆိုတော့သူကသိရင်ပဲမတိုက်ခိုက်ပဲထွက်ပြေးသွားလိမ့်မယ်လို့တော့မထင်သာပါဘူးဝလင်းကညာလက်ကိုဆန်းထုတ်လိုက်တော့ကောင်းကင်ဘုံဓာတ်သူ့ရဲ့လက်ထဲကိုရောက်လာပါတယ်ထိုးချိန်မှာပဲလာကျန်တာအမြဲပဲချင်းကပ်လာပါတယ်ဝလင်းကအမြဲပဲနောက်ဆုတ်ပြီးဓာတ်ကိုဝင်လိုက်တော့ဓာတ်ဆွမ်းလိုင်းတစ်ခုကထွက်ပေါ်လာပြီးလာကျန်တာနဲ့တိုက်မိသွားပါတယ်ဒုံကနေအတန်တစ်ချက်နဲ့တူဓာတ်ဆွမ်းရဲ့လိုင်းနဲ့လာကျန်တာနဲ့ကတိုက်မိပေမဲ့လာကျန်တာကတော့ဘာမှဖြစ်ပါဘူးထိုးစားပို့ပြီးတော့တောက်ပေါ်လာပြီး ဣသရေနဖျားစိတ်ဆွမ်းအားနဲ့တရင်စကားကိုပို့ပေးလာပါတယ်။ထားခဲ့သူ့ရဲ့ဝိညာဉ်မင်းရထွက်သွား။နဖျားစိတ်ဆွမ်းအားနဲ့တရင်စကားကိုပြို့ပြီးနောက်လာဂျန်ဒါကရုတ်တရက်ပေတထောင်အထိကြီးထွက်လာပြီးကောင်းကင်ုံတော်ထထန်းခွဲနိုင်တဲ့ဓာဆွမ်းအားနိုင်မြောက်ကိုထုတ်လွှတ်လာပါတယ်။ဝလင်ရဲ့မျိုးလုံးများကလည်းလင်းလက်သွားပါတယ်။သူကနောက်ကိုဆုံရင်ကောင်းကင်ုံဓာကိုမြှောက်ပြီးတော့ကာလိုက်ပါတယ်။ဓာဆွမ်းရင်ကလည်းနီးကပ်လာပြီးတောက်ဆိုတဲ့အတန်တစ်ချက်နဲ့တူဝလင်ကလွှတ်ထွက်သွားပါတယ်။ထိုအားကိုအုံပြုပြီးဝလင်ကနောက်ကိုဆုံသွားပါတယ်။ ဓာဆွမ်းရဲ့ဆွမ်းအားကစိတ်ဝိညာဉ်အတူမြောင်းခြင်းနှောင်းပိုင်းအဆင့်ကြီးညံ့သူရဲ့အပြေအဝတိုက်ခိုက်မှုလောက်အောက်ကောင်းပါတယ်ဝိညာဉ်စေတန်အလှန်ဝန်တာမတုံးဆိုရင်ဝင်လင်းကရင်ဆိုင်လို့မရပါဘူး ဝယ်လင်းကလည်းအမြန်ပဲနောက်ဆုတ်သွားပါတယ်။လာခဲ့တဲ့လမ်းတိုင်းထွက်မပြေးပဲစန်းကျင်ဘက်ကိုပြေးသွားပါတယ်။ဟင်တာဗရာတင်းညာရဲ့ပုံနေတဲ့နေရာထဲကိုသွားလိုက်ပါတယ်။ဒါအားနဲ့နဖျားသတင်းစကားများကလည်းနှိုင်းလုံးလေးလိုအဆမပြတ်ထွက်လာပါတယ်။ဝယ်လင်းရဲ့နောက်လိုက်ဖို့အတွက်ယသနာထားအလုံးကိုလည်းအမိတ်ပေးနေပါတယ်။ဝယ်လင်းကတော့အမြန်ပဲရွေလျားပြီးတစ်ခုပြီးတစ်ခုဖျက်ဆီးသွားပါတယ်။ဝယ်လင်းနောက်ကလည်းယသနာထားရဲ့မီးမတွက်နိုင်အောင်မြပြဆောင်နဲ့လိုက်နေပြီးနောက်ဆုံးလိုက်နေတဲ့နေရာမှာတော့လာကြန်းသားကရှိနေပါတယ်။ ကောင်းကင်ဘုရားကိုတိတ်လိုက်ပြီးနောက်ဝင်လင်းကအဆုံးကိုပြန်တန်းလိုက်ပါတယ်။ဂျိုင်ဝမ်နေရဲ့ယန္တနာသားအလုံးကလည်းထွက်လာပြီးဝင်လင်းကိုဝိုင်းလိုက်ကြပါတယ်။ဝင်လင်းရဲ့မျိုးလုံးများကလည်းလင်းလက်သွားပြီးညာလက်ကိုဆန်းထုတ်လိုက်တော့ဝင်းညင်စေတန်းလန်သူ့ရဲ့လက်ထဲမှာပေါ်လာပါတယ်။ဝင်းညင်လန်မင်းနဲ့နေတဲ့မြို့ခိုးတွေအဖြစ်ပြောင်းလဲသွားပြီးဝင်လင်းကိုဝင်းလိုက်တာကြောင့်သူ့ရဲ့အမျက်လုံးကအဆောက်အုံမြောက်စွာပိုပြီးတော့တိုးလာပါတယ်။ရှေးကနေလာတဲ့ဓာတ်ရံတွေအလုံးကလည်းလွှဲထွက်သွားပြီးမြဲချက်ချင်းပဲလှည့်ပြီးနောက်ကလိုက်လာကြပါတယ်။ယခုချိန်မှာဝင်းလင်းနောက်မှာ ရတနာဓာရိအားအဆုံးမရှိပင်လေလို့ဖြစ်နေပါတယ်။ကောင်းကင်ရောက်တော့ဖျက်ဆီးနိုင်တဲ့ဓာဆန္ဒကိုလည်းဖန်တီးနေကြပါတယ်။သူတို့ဖန်တီးတဲ့အစ္စရဲအမှုသက်တွေကြောင့်အပူချိန်တွေကလည်းကျဆင်းလာပြီးရေခဲတွေတော့ဖြစ်ပေါ်လာပါတယ်။ဓာဟိန်းတန်နေရာကဘာမှာကြန့်ရှိနေတဲ့တခုတည်းသောအရာတွေလို့ခန်းစားရပါတယ်။ဓာဟိန်းတန်နေရာကောင်းကင်နဲ့မြေကြီးတို့တော့လုခဆင်းနိုင်ပါတယ်။ထိုအတန်အရန်အုံမှာကျဲလုံးတာကြောင့်ကီလိုမီတာ၃နဲ့ချီဝေးတဲ့ကျဉ်ကျဉ်သူတွေအားလုံးကကြားလိုက်ရပါတယ်။ဘာတွေဖြစ်နေလဲဆိုတာကိုကြည့်ဖို့ကျဉ်ကျဉ်သူအများပြားထိုနေရာကိုပြတ်တန်းလာကြပါတယ်။ ဓာတ်ချောင်းစီကဟိန်းတက်နေတဲ့အစ္စရဲအမှုတပ်တွေကိုထုတ်လွှင့်နေပါတယ်။ဓာတ်အလုံးကပေါင်းဆက်လိုက်တဲ့အခါရှေးခေတ်ဓာတ်အမရာတယောက်လိုဖြစ်လာပါတယ်။ဓာတ်ဆွမ်းရောင်ကြီးများကလည်းဝင်းလင်းနောက်ကနေဖျက်တမ်းသွားပါတယ်။ဝင်းကြီးလန်နဲ့ဝင်းရထားတဲ့ဝင်းလင်းကမိကိုတိန်လိုမျိုးယူလျားနေပါတယ်။ဓာတ်ဆွမ်းရဲ့အများပြားကလည်းသူ့ကိုထိမှန်ရင်ပဲဝင်းကြီးအလန်ကြောင့်ပိတ်ဆို့ခံနေရပါတယ်။လာဂျန်ဒါကထုတ်လွှင့်တဲ့ဓာတ်ဆွမ်းရင်ကနီကလာမသာဝင်းလင်းကကုန်းကင်မို့တော့ထုတ်ပြီးကားလိုက်ရပါတယ်။ထိုအချိန်တွေတစ်ခုလုံးကဝင်းလင်းအတွက်အရောက်မှစိတ်လှုပ်ရှားစရာကောင်းပါတယ်။ သူရဲ့ကျင့်ကြံမှုအစိမ့်လိုက်တော့အခြားသူတွေလိုင်းလိုင်းရှာဖွေခဲ့ရတဲ့အတိတ်ကိုလည်းသတိရစီခဲ့ပါတယ်ထို့အချိန်မှာအလင်းနဲ့နှစ်ခုအားဝင်လင်းစီကိုပြန်တလာပါတယ်ကီလိုမီတာ9000ကျော်မှရပ်သွားပြီမဲ့ဘာတွေဖြစ်နေလဲဆိုတာသတိထားမိတဲ့အခါချက်ချင်းပဲထွက်ပြေးသွားပါတယ်ဝင်လင်းကတော့ရေမောလိုက်ပြီးလှည့်ကြည့်လိုက်တော့နောက်ကရန္တနာဓာတ်တွေမေးမတွက်နိုင်အောင်မြပြနေရာနဲ့လာကျန်တာကိုမြင်လိုက်ရပါတယ်တင်းနေရာရှင်ပြောင်းချင်းဒီပညာကိုအသုံးပြီးဝင်လင်းကကီလိုမီတာ9000ကျော်မှပြန်ပေါ်လာပါတယ်ပြန်ပေါ်လာနဲ့သူ့ကိုလိုက်ဖမ်းတော့မဲ့ရတနာဓာတ်ရီအလုံးကအလင်းနဲ့ကိုထုတ်လုပ်ပြီးချက်ချင်းပဲအကွာဝေးကိုပိတ်လိုက်ပါလေ မူတူပိတ္တနေရလေတင်းကျိုင်းတစ်ခုလုံးမှာပြည့်တင်ထသွားပြီးတင်းကျိုင်းနေပြကြတုံကဖြက်စည်းခြင်းရဲ့အငွတ်တက်များအားလည်းပြန်ပေါ်လာသလိုပဲဖြစ်နေပါတယ်အလင်းတန်းနှစ်ခုကအမြင်မဲထွက်ပြေးသွားတဲ့အခါဝန်လင်းကလူနေရောက်ချက်ချင်းပဲမှတ်မိသွားပါတယ်တယောက်ကတော့ယောက်ျားလေးတယောက်ကတော့မိန်းကလေးဖြစ်ပါတယ်သူရဲ့နေရွက်တွေကိုမြင်လာတဲ့ဝန်လင်းကကြိုးပူထိုင်ကိုတိလိုက်ပါတယ်မိန်းကလေးတွေ့တော့ခံရုံစားပွားကိုဆွထားပါတယ်ဝန်လင်းရဲ့မျိုးလုံးများအားလည်းလင်းလက်သွားပြီးသူမကိုလည်းမှတ်မိသွားပါတယ်ယန္တနာဓာအလုံးကလိုက်နေမိမဲ့ဝန်လင်းရဲ့မျက်နှာအနေထားကတော့တင်းနေပြီးသူကရင်မောလိုက်ပါတယ် မပြေးပါနဲ့ကိုအကုန်ကျိုးခဏဆောက်ပါဦးကျိုးဦးထိုင်ရဲ့မျက်နှာအနေထားကလည်းမလှပါဘူးကန်ဆိုးလိုက်တာသူကတော့တီတို့ရေဥပြီးဝင်လင်းကိုမချားချင်းအောင်ဆောင်ပြီးပို့ပြီးတော့မြန်ပြန်တန်းသွားပါတယ်အမျိုးသမီးတွေကတော့ဝင်လင်းကိုမြင်လာနဲ့ကြောင်လန်းနဲ့မျက်နှာနဲ့အမြန်ပဲထွက်ပြေးသွားပါတယ်ထို့သူပုံစံနဲ့သူတို့နှစ်ယောက်ကရှေ့ရပြန်တန်းနေကြပြီးဝင်လင်းကတော့နောက်ဝန်းနေလိုက်နေပါတယ်သူတို့ရဲ့နောက်မှာတော့ဓာအီအတွက်မီးမတွန်းနိုင်အောင်မြပြစွာနဲ့ရှိနေပါတယ်လာကြန်းကတော့တခါတည်းရန်ပေါ်လာတက်ပြီးဓာဆွမ်းရဲ့လိုင်းမြောက်ကိုထုတ်လုပ်ပါတယ် ဝလင်းအမှန်တကယ်စိုးရိမ်နေတာလာဂျန်ဒါရဲ့စွမ်းရည်ပါသူ့ဆီကိုလွတ်လိုက်တိုင်းအမြင်မဲ့ရှောက်တင်းရပါတယ်လာဂျန်ဒါကရန်အောင်မှထူးဆန်းပါတယ်သူ့ရဲ့နဖဲအယုံကြောက်လာဂျန်ဒါကအချိန်ကိုတစ်ခုချင်းစီကိုရောက်တိုင်းလှုပ်ဝက်ဆန်းကျတဲ့စွမ်းအားတစ်ခုကနှိတ်ကွေးသွားစေတာကိုသတိထားပြီးပါတယ်မဟုတ်ရင်တော့ဝလင်းကိုအလွယ်တကူနဲ့လိုက်မိနိုင်ပါတယ်တုံးသာအမြင်ဆုံးပြတ်တန်းနေကြပါတယ်အမွေတိုင်း၃နိုင်စာလောက်ကြာပြီးတဲ့နောက်ဂျိုင်ဝမ်းမြပြင်းနေတဲ့နေရာရဲ့အဆွန်ကိုမြင်လာရပါတယ်ဝလင်းရဲ့မျိုးလုံးများလည်းလင်းလက်သွားပြီးချက်ချင်းပဲတီနီယာရှင်ပြောင်းခြင်းနီးပညာကိုတုံးလိုက်ပါတယ် ပြန်ပေါ်လာတဲ့အခါဂျိုင်ဝမ်ရဲ့အဆုံကိုရောက်နေပါပြီ။ပေါ်လာတဲ့ချက်ချင်းပဲဒဇမမရက်ပင်ထွက်ပြေးသွားပါတယ် ျူထန်ကလည်းခဏလောက်တွေ့ပြီးဝလင်းရဲ့နောက်ကနေလိုက်လာပါတယ်အမျိုးသမီးကတော့ခဏတာတွေ့ပြီးအခြားလမ်းကြောင်းတစ်ခုရွေးချက်ကကျူထန်နဲ့ခွဲရက်သွားပါတယ်ယတနာသားအလုံးကလည်းထိုနေရာမှာပဲရတန့်သွားပါတယ်လာဂျန်နာတစ်ခုတည်းကတော့ရတန့်မနေပဲဂျိုင်ဝန်နေရှိတဲ့နေရာကနေပြတ်တန်းထွက်သွားပါတယ်လာဂျန်နာဂျိုင်ဝန်နေရှိတဲ့နေရာကနေထွက်သွားပြီးရနောက်အချိန်ဟုန်နဲ့ရုတ်တရက် ပေါက်ကွဲသွားပါတယ်နှီးကွေးစီရဲ့လှုပ်ဝက်ဆန်းကျတဲ့ဆွမ်းအားကလည်းအာနေသွားတဲ့ပုံရပါတယ်အချိန်ဟုန်ကမြုံနိုင်လောက်မျက်စနာပါတယ်မက်ဆီတမိတ်အတွင်းမှာပဲလာဂျန်နာကိုကျူထန်အောင်ဖျက်ချော့ပြီးဝလင်းစီကိုဥတီသွားပါတယ် ကျူထန်းရဲ့နဖူးမှလည်းချွေးစေးများကြားနေပါတယ်။ဒါကသူ့ကိုဖျက်ချော်သွားတဲ့အခါသူကသတိမထောင်ပြပါဘူး။ပြင်းထန်တဲ့လက်တိုက်ခက်တန်နဲ့အနှံ့ရောက်အဆက်တစ်ခုကမုတ်ကိုဆောင်ပိုင်းထဲမှာပြောက်ကွက်သွားတာကိုပဲသူကမြင်လိုက်ရပါတယ်။အဲ့ဒါကဘာပစီလဲ။အတော့ကိုမြင်တာပဲ။အရင်ရထအစတရာလုံးမြင်တယ်။ကျူထန်းရဲ့နှလုံးသားကလည်းတော်လို့သွားပြီးဝလင်းနဲ့ဓာရဲ့နောက်လိုက်သွားပါတယ်။ဝလင်းကတော့ထွက်ပြေးနေနေသွားပါတယ်။ဘာလို့လဲဆိုတော့ဂျိုင်ဝဲနေရာကနေထွက်ခွာသွားပြီးရနောက်လေဟာနဲ့စုံအုံးများပုံမှုပြီးတော့ပေါ်လာလို့ပါ။ လေဟာနဲ့စဝန်လေးကိုရှောက်တင်းရဲ့အချင်းတို့ကြပြီးနောက်တောင်ထိပ်တစ်ခုမှရပ်ဖို့အတွက်ရွေးချယ်လိုက်ပါတယ်အဝေးကိုကြည့်လိုက်တော့ရောင်စင်တန်းတွေထွက်နေတဲ့တောင်တလုံးကိုမြင်လိုက်ရပါတယ်ထိုတောင်ကတော့စစ်ထုနန်းသူ့ကိုပြပြခဲ့တဲ့ဝင်းညင်တောင်နဲ့တစ်ထပ်တည်းပဲဖြစ်ပါတယ်ရက်လိုက်တာနဲ့အဝေးကနေမိုးချိုပစ်တန်လိုအတန်တစ်ခုကလည်းတဟုန်တိုးတိုးဝင်လာပါတယ်ဝင်းလင်းကတော့အစင်သေးဖြစ်နေပြီးချက်ချင်းပဲပြေတောင်းကောက်ကိုတင်းနေရွှေပြောင်းလိုက်ပါတယ် ဒိုင်းကနေတန်တဲ့အတူသူရှိနေခဲ့တဲ့တောင်ကလည်းပြုတ်ကျသွားပါတယ်အပြောင်လင်းနာတစ်ခုကလည်းလက်သွားပြီးလာချန်းသားကလည်းအပျက်စီးတဲ့ချားကနေထွက်ပြန်လာပါတယ်တစ်ချိန်တည်းမှာပဲလာချန်းသားကနေနဖျားသတင်းစကားတစ်ခုကလည်းထွက်လာပါတယ်သူ့ကိုဒီမှာထားခဲ့ဝလင်းရဲ့ခနာကိုကလည်းပြန်ပြီးတော့ပျောက်သွားပါတယ်ဒီတစ်ခေါက်မှာတော့ဘယ်လမောကနေနာကျင်မှုခံစားနေရပါတယ်ပေတတောင်းကမှပြန်ပေါ်လာတဲ့အခါဘယ်လမောအင်ကြီးကပြတ်သွားပြီးဒိုင်းရတစ်ခုကလည်းပေါ်လာပါတယ်တော်တော်မြန်တာပဲဝလင်းကလည်းပြန်ပေါ်လာပြီးနောက်တင်းရရှေ့ပြောင်းလိုက်ပါတယ် သူကအဝေးကြီးကိုမရှိပြောင်းရပါဘူး။ဘာလို့လဲဆိုတော့လီဟာနဲ့စုံဝင်းနေတာကိုရောက်သွားမဲ့ဆိုရင်အရန်အောင်မှာအနေအများလို့ပါ။ရာလဲအနေနဲ့ဝလင်းကတီနီယာရှိပြောင်းတဲ့အပြောင်းအလဲနဲ့တခုလိုလက်သွားပြီးဝလင်းရှိခဲ့တဲ့နေရာတွေကပြိုကျသွားပါတယ်။လာဂျန်ဒါကတော့ဝလင်းရဲ့နောက်ယူသွဆောင်နေတဲ့ラインနဲ့ပုံရပါတယ်။အလင်းနဲ့တခုနဲ့ဝလင်းကပီရတောင်းကွာမှာတီနီယာရှိပြောင်းပြီးချက်ချင်းပဲဘေးကိုချောင်းလိုက်ပါတယ်။ ပြီးတော့သူရှိခဲ့တဲ့ဘေးမှာလေဟာနဲ့စုံဝင်တစ်ခုကညစ်သက်စွာနဲ့ပေါ်လာပါတယ်။ဝင်လင်းကတင်းရရှင်ပြောင်းလိုက်တာနဲ့အပြောင်လင်းနဲ့တစ်ခုကသူရှိခဲ့တဲ့နေရာကိုဖျက်သွားပါတယ်။အပြောင်လင်းနဲ့လမ်းကြောင်းပေါ်ကအရာအလုံးကလည်းပျက်စီးသွားပါတယ်။တောင်နေမြေကြီးတွေလေဟာနဲ့စုံဝင်နေရတော့ပြုတ်ကျသွားပါတယ်။ထိုးရအောင်မြင်တော့ဝင်လင်းရဲ့ဦးကောင်းခွန်ကဆက်ဖြစ်ဖြစ်ခံစားလိုက်ရပါတယ်။တခဏလေးမှမတွန်းဆုပ်ပဲဝင်လင်းကထပ်ပြီးတော့တင်းရရှင်ပြောင်းလိုက်ပါတယ်။ဒီဒီချိန်မှာတော့ညာခြေတော်ကနာကျင်မှုကိုခံစားရပြီးသွေးများလည်းထွက်လာပါတယ်။ 5ကီလိုမီတာအခွန်မှာပေါ်လာပြီးရနောက်5ကီလိုမီတာအခွန်မှာပေါ်လာပြီးရနောက်ဝယ်လင်းကညာဘက်လက်ပေါ်ကထိုင်ရတွေကိုပုတ်လိုက်တော့ဒိုင်ယန်များကလည်းပိတ်သွားပြီးသွေးများကလည်းပျောက်သွားပါတယ်ဒါကဘလို့ယသနာလဲဝယ်လင်းရဲ့မျိုးလုံးထဲမှာလည်းလောဘရည်တစ်ခုကပေါ်လာပါတယ်ထိုကဲ့သို့အမြန်တော်မျိုးတူရှင်ကတစ်ခုထဲမှာမြင်မှုပါတယ်ထိုရာတော့ဝိညာဉ်စေတန်းလန်ရဲ့စရုပ်တော်ဝိညာဉ်မှာနှစ်ခုကိုနှိုင်းရှင်ကြည့်မဲ့ဆိုရင်အမြန်တော်ကတစ်ထပ်ထဲပါပဲဒါရဲ့စွမ်းကပို့ပြီးတော့ပြင်ထပ်ပါတယ်စူးနဲ့ထုံမီရောနှာချင်းမှာပါဒါနဲ့ထုံမီရောဂုံပြတ်ကျသွားနိုင်ပါတယ် ဒါကဝိညာဉ်အပိုင်းစားတို့ခုထဲနဲ့ဖန်တီးထားတာဒါလို့ဆွမ်းထက်တဲ့တရုစွာကိုပိုင်ဆိုင်ဖို့ဘသူဝိညာဉ်အပိုင်းစားဖိရမှာလဲဒီဒါကအဖို့တက်မစီတစ်ခုပဲဝန်လင်းရဲ့ခန္ဓာကိုယ်ကပြတ်ကွက်သွားပြီးသူရှိနေခဲ့တဲ့နေရာတွားရရာအလုံးကပြိုကျသွားပါတယ်ဒါရဲ့မျက်နှာကလည်းပိုပြီးတော့မြင်လာပြီးဝန်လင်းကတော့မပြေးနိုင်တော့ပါဘူးဂူးမဆိုင်ဘူးဆိုရင်သူကဒဏ်ရာရနိုင်ပါတယ်ယခုမှကျူချဲစီကဘာလို့စရုဒဝိညာဉ်ကိုကြောက်ဝင်နေရလဲဆိုတော့သူကသိလာပါတယ်ငါအဲ့ဒါကိုရောင်းအောင်ယူရမယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်